အားလုံးပဲမင်္ဂလာပါကျွန်တော်ကကလေးထုခုဆရာဝန်ကြီးဘာမောကဒေါက်တာစောဝင်းဖြစ်ပါတယ်ဒေါက်တာစောဝင်းကလေးကျမကြီးနာမည်နဲ့လည်းကလေးကျမကြီးဆောင်းပါးတွေကျွန်တော်ရေးသားလည်းရှိပါတယ်အခုကျွန်တော်ဆွေးနွေးခြင်းနဲ့အကြောင်းအရာတော့ကလေးတွေမှာမကြာခဏတွေ့တတ်တဲ့ဒီစိတ်နဲ့လည်းပတ်သက်တဲ့ယောဂတစ်မျိုးဖြစ်တဲ့ ADHD ပေါ့နော် Tension Deficit Hyperactive Disorder ကျွန်တော်အနေနဲ့တော့ ဒီစေရောကိုပါကနာမြင်တဲ့ကလေးလို့နာမည်ပေးထားပါတယ်။အဲ့ဒါလည်းတော်တော်လေးတွေ့ရတဲ့ပြဿနာတည်းဖြစ်ပါတယ်။ ုချိန်မှာတော့တော်တော်လေးလည်းတတိထားမိလာတာပေါ့နော်ဆရာဝန်တွေထဲမှာရောမိဘတွေထဲမှာရောဆရာဆရာမတွေထဲမှာရောဒါသတ်မှတ်လာတဲ့ယောဂသတ်မှတ်ချက်လေးတွေလည်းပို့ပြီးတော့များလာပါတယ်အဲဘာလို့ခေါ်လဲဆိုလို့ရှိရင်တော့ tension deficit hyperactive disorder ADHD လို့ခေါ်ပါတယ်ကျွန်တော်ကတော့အဲစိတ်ရောကိုယ်ပါကနာမနေနဲ့ကလေးဆိုပြီးတော့ဘာသာပြန်ပေးထားပါတယ်အဲ့ဒါကတော်တော်လေးအတွေ့များပါတယ်ချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဘာ ကနေဒါလိုနိုင်ငံမျိုးမှာဆိုရင်300ခန်းလုံးက600လောက်ရင်တုံးထိကလေးတွေမှာတွေ့ရတယ်ဆိုပြီးတော့သတ်မှတ်ချက်ရှိပါတယ်တနိုင်ငံနဲ့တနိုင်ငံအဲဒီတွေ့ရတဲ့ပမာဏတော့ကွာခြားမှုရှိပါတယ်ကျွန်တော်တို့နိုင်ငံနေလည်းအခုခါမှာပို့ပြီးတော့သတိထားမိလာတယ်ပို့ပြီးတော့ဒီ diagnosis လုပ်လာတဲ့အားတွေတွေ့ရပါတယ်ဟုတ်ကဲ့အဓိကလက္ခဏာအနေနဲ့တော့၃ချက်ရှိပါတ နံပါတ်1ကတော့ဗာလဲဆိုလို့ရှိရင် attention deficit ပေါ့နော်ဆိုတော့ဒီအာယုံစူးစိုက်မှုနည်းတာပေါ့သူကဘယ်လိုလဲဆိုတော့အာယုံထူးဆိုင်မှုကနည်းတာတဲ့တစ်ခုကနေတစ်ခုလင်းလင်းမြန်မြန်ပြောင်းသွားတယ်ပေါ့နော်အခုဒါကိုစိတ်ဝင်စားတယ်နောက်ကြနောက်တစ်ခုကိုစိတ်ဝင်စားပြအောင်ချက်ချင်းဒီ concentration လို့ခေါ်တဲ့ဒီအာယုံစူးစိုက်မှုကိုအဲအကြောင်းအရာတစ်ခုထဲမှာပဲကြာရှည် မထားနိုင်ဘူးပေါ့နော်အဲ့တော့ကလေးကဒီတစ်ခုလှုပ်လိုက်ဟိုတစ်ခုလှုပ်လိုက်ဟိုအဝအဆက်လက်ဒီအဝဆက်လက်ဖြစ်အဲ့လိုခဏခဏပြောင်းသွားခြင်းအပြင် short attention span ပေါ့နော်ဆိုတော့ဒီတစ်ခုတည်းကိုကြားရှည်အာရုံမဆိုင်နိုင်ဘူးအဲ့ဒါကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီသင်ကြားရေးမှာအခက်အခဲရှိနိုင်မှာနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်တော့ hyper activity လို့ခေါ်တော့ပေါ့နော် hyper activity ကတော့ အဲကိုကိုခန္ဓာကိုအားဖြင့်ဆိုလို့ရှင်တော့ဒီချိန်လုံးငြိမ်ငြိမ်မနေဘူးပေါ့နော်ဆော့ပြေလွာဆော့နေမယ်ဟိုနေရဟိုနေရရောက်လိုက်ဒီနေရရောက်လိုက်ထိုင်လိုက် ထားလိုက်နော်တခါကျလေကားတက်လိုက်ပြန်ဆင်းလိုက်ပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်တယ်ခန္ဓာမငြိမ်ဘူးပေါ့နော်ဒီလိုတွေးရတတ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့တခါကျတော့ကိုကငြိမ်လဲစိတ်ကမငြိမ်ဘူးပေါ့နော်ဆိုတော့တခုပြောနေမယ်អော်နေမယ်နော်ခဲတဲ့နဲ့တရောက်တော့ခောက်နေမယ်ဒါတွေးရနောက်ထပ်လက္ခဏာတစ်ခုကတော့ဒီ impulsiveness ခေါ်ပါတယ် impulsiveness ဆိုတော့ဘယ်လိုလဲဆိုတော့အဒီဂယုမဆိုင်တာပေါ့နော် ကိုယ်အန်နီယံဖြစ်နိုင်တယ်ဒီပြုမှုတစ်ခုကကိုယ်အန်နီယံဖြစ်နိုင်တယ်ဆိုလဲသူကဂယုမဆိုင်ဥမာဒီလမ်းဖြတ်ပြေးခြင်းနဲ့ဆိုလို့ချင်းကားလာနေလဲသူကဖြတ်မှာပဲခုံချခြင်းနဲ့ဆိုရင်စပွဲဟွာလဲခုံချရင်ချမယ်အဲ့ဒီကမျိုးကြတော့ဘာဖြစ်လဲဆိုရင်သူကဒီအန်နီယံရှိနေမှာเนาะဒါကြောင့်ဒီထိခိုက်တာရနိုင်တဲ့အန်နီယံတွေရှိလာနေမှာ ဟုတ်ကဲ့ဖြစ်ပွားမှုနှုန်းကတော့တနိုင်ငံနဲ့တနိုင်ငံနည်းနည်းလေးကွာခြားမှုရှိနေပါတယ်ကျွန်တော်တို့နိုင်ငံအတွက်တော့ကျွန်တော်တို့အတိအကျအဲဖေကာမပြောနိုင်သေးပါဘူးတချို့နိုင်ငံတွေမှာကလေးတွေက900ရင်းနှုန်းလောက်ထိဖြစ်တယ်လို့သိရပါတယ်ဒါလည်းနည်းနည်းယောဂသတ်မှတ်ပုံကွာခြားချက်ပေါ်မှာမူတည်ပြီးတော့ကွာနိုင်ပါတယ်ယောက်ျားလေးတွေကတော့ပို့ပြီးတော့ဖြစ်တတ်ပါယောက်ျားလေးတွေက main ကလေးတွေတဲ့3.3ချို့1ပေါ့ဒါမှမဟုတ်လည်းတချို့နိုင်ငံတွေမှာ4ချို့1လောက်ထိ ယောက်ျားလေးတွေကဘူဖြစ်တာတွေ့ရပါတယ်ဟုတ်ကဲ့ဒီဟာလေးအမြန်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပဲဒါအခုချိန်ကြီးတော့ကျွန်တော်တို့ဘာမှတိတိကျကျပြောလို့လက်စုပ်လက်ကမ်းပြလို့မရသေးပါဘူးအပိုင်းနှစ်ပိုင်းရှိပါတယ်ဒါပေမဲ့တော့မျိုးရိုးဗီဇာနဲ့ဆိုင်နေပေါ့နော်ဒီမျိုးရိုးဗီဇာနဲ့ပတ်သက်တဲ့ဒီ DNA ပေါ့ဂျင်းထဲမှာပြောင်းလဲမှုရှိရဲဆိုတော့ အချက်လည်းရှိပါတယ်နောက်တစ်ချက်ကတော့ဟိုပေါ environmental factor လို့ခေါ်တဲ့ပတ်ဝန်းကျင်အချက်လက်တွေပေါ့နော်ဆိုလိုတာဒီမိခင်ကိုဝင်ကာလမှာစားရတောက်တာဒီ chemical စီပါတာမပါတာเนาะစားရင်ကလေးရွယ်မှာစားတောက်တာတွေတို့เนาะပတ်ဝန်းကျင်ရဲ့ဒီစိန်တော့ဖြစ်ဖြစ်စရာ တွေတွေ့ကြုံတာတော့မိဘဘိုးဘွားတွေမှာဒီမျိုးရိုးမှာပေါ့နော်စိတ်ယောဂဖြစ်တာတို့เนาะစသည်ဖြင့်လဲဆက်ဆိုင်နိုင်တယ်လို့ပြောပါတယ်အခုချိန်ကြီးတော့ တိကျတဲ့အချက်ရှိသေးပါတချို့နိုင်ငံမှာဆိုတော့ယောဂဘိုးတစ်မျိုးပေါ့ဘက်တီးရီးယားဘိုးတစ်မျိုးကြောင့်ဖြစ်သလားဆိုပြီးတော့ယူဆတာလည်းရှိတယ်။နောက်တချို့နိုင်ငံတွေမှာဆိုရင်ဗာတွေ့လဲတချို့သူတေသနာတွေမှာတော့အစာအသောက်တစ်မျိုးစားလိုက်ရင်ဘိုးဆိုးလာတဲ့လက္ခဏာဒါအစာအသောက်နဲ့ဆက်ဆက်လားဆိုပြီးတော့စဉ်းစားတာလည်းရှိပါတယ်။အခုချိန်တွေတော့တိကျတဲ့ဖြစ်မရှိသေးပါဘူး။ဟုတ်ကဲ့ဒါတော့အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့မိကုံးပါပဲကျွန်တော်လည်းအမြဲတမ်းဒီမိကုံးကိုဖြည့်နေရတာပေါ့နော်ကိုကိုယ်တိုင်လေးဖြည့်ရတယ်မိဘတွေလည်းဖြည့်ပေးဖို့ကိုစူးစမ်းရတာပေါ့နော်ဆိုတော့ဒီတမန်ကလေးတွေမှာလည်းအင်တန်ဆော့တဲ့ကလေးတွေရှိပါတယ်ချိုကလေးကငြင်းငြင်းနေကလေးရဲ့သဘာဝတော့တိတ်ငြင်းငြင်းနေခဲ့ပါတယ်နော်ဆော့တယ်ကစားမယ်ပေါ့နော်လေးလာမယ်စူးစမ်းမယ်ဆိုတော့ကလေးတိုင်းတော်တော်များများဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်ဒီကလေးကတိတ်လည်းအကြောက်လန့်မရှိဘူးပေါ့နော်မိဘတွေကလည်းဟန်တားမှု မရှိဘူးဟန်တာမှုမရှိလို့ဟန်တာရမယ်လို့ကျွန်တော်ပြောတာပြောတာမဟုတ်ပါဘူးအနေဖြစ်တဲ့နိုင်တဲ့အပြုမှုဆိုရင်တော့ဟန်တာမှာပေါ့သို့တော့ကလေးကိုအားပေးတယ်ပေါ့လေတချို့လိုလိုက်တယ်ပေါ့နော်အဲ့လိုကလေးတွေဆိုလို့ရှိရင်တိတ်ဆော်တာတို့လုံချင်တာလုပ်တာတို့ရှိတတ်ပါတယ်ဒါပေမဲ့ဒီကလေးတွေနဲ့ခုနကပြောတဲ့ယောဂရှိတဲ့ကလေးနဲ့ကွာခြားမှုရှိပါတယ်ယောဂဖြစ်တဲ့ကလေးကတော့ဒီ ADHD ရှိတဲ့ကလေးကတော့ impassive နဲ့ဖြစ်တယ်ပေါ့ impassive နဲ့ဆိုတာဒါလုံးမယ်ဆိုလုံးမယ်ပေါ့သူ့ကိုအနေဖြစ်နိုင်တယ်ဆိုတော့လည်းသူကမလုပ်ဘူးပေါ့နော်ဒါပေမဲ့ဒီတမန်ဆော့ကလာတဲ့ကလေးအလိုလိုက်ဒါလို့ဆော့ကြမ်းတဲ့ကလေးကြရတော့သူတို့ကဒီလိုသူ့အနေဖြစ်မှာတော့သူကမလုပ်ဘူးနော်သူ့ကိုသူအဲအနေဖြစ်နိုင်တာဆိုတော့ရှောင်တတ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီကလေးတွေကဟိုမှာအာယုံစူးစိုက်မှုနည်းတယ်ဟိုအလုပ်တွေအလုပ်လုပ်တယ်ဆိုပေမဲ့သူတို့တကယ်စိတ်ဝင်စားတဲ့ဟာပေါ့ဥမာ TV မှာဒီဇာလန်းကိုကြိုက်တယ်ဆိုတော့အဲ့ကြံတော့သူငြင်းနေပြီ တော့ကြောက်အာယုံဆူတိုက်မှုရှိပါဒီနေ့အဖြစ်ကျွန်တော်တို့ခွဲကြရပါတယ်တော်တော်လေးတော့အချိန်ယူရပါတယ်ဟုတ်ကဲ့အဲ့ဒီခါမှာတော့ဒီတော်တော်လေးတော့စိတ်ရှိလက်ရှိကုသမှုလုပ်ရပါတယ်အဓိကကုသမှုကတော့ပါလဲဆိုတော့ဒီ behavioral therapy ပေါ့နော်သူတို့ရဲ့အမူအကျင့်တွေကိုတဖြည်းဖြည်းစီပြောင်းလဲပေးရတယ်ပေါ့နော်ဆိုတော့ဘယ်အမူအကျင့်ကတော့ အဲကောင်းတယ်ပေါ့နော်တပည့်ဘယ်မှုချင်းကမကောင်းဘူးစသဖြင့်သင်ကြားပေးရပါတယ်အဲ့ဒါကတော့ဒီတစ်ခါကြားလို့ရှင်လဲအထူးကျောင်းပေါ့နော် special school နဲ့သင်ရတယ်ကျွမ်းကျင်တဲ့ပုံကိုယ်ရင်းနဲ့တဖြည်းဖြည်းစီရောင်းပြုတ်ပေးရတော့ဒီ impassiveness လို့ခေါ်တဲ့အန္တရာယ်ရှိတဲ့လက္ခဏာတွေကိုမဖြစ်ဖို့အတွက်ပေါ့နော်ဆိုတော့ဆိုလို့ရှင်တော့သူတို့အများအမ်းကျွန်တော်တင်ကြားပေးရတော့ဖြည်းဖြည်းချင်းသင်ရတော့ stop and think တခုလောက်တော့မယ်ဆိုလို့ရှင် yet ပြင်စင်းစား ရက်စင်းသားစသဖြင့်အဲ့ဒီပြုမှုတွေအန္တရာယ်ရှိနိုင်တဲ့ပြုမှုတွေအတွက်ကိုတို့တင်ပြရပါတယ်အဲ့တော်တော်လေးစိတ်ရှိလက်ရှိနဲ့ပြုပြင်ပြောင်းလဲပေးရတယ်ဒါမှမိဘတွေရဲ့အခန်းကဏ္ဍပါသလိုဒီကြောင်းပေါ့နော်တခါလေကြားလို့ရှိရင်လည်းအထူးကြောင်းထားဖို့လိုပါတယ်တက်တာလာပြီဆိုလို့ရှိရင်တော့တာမန် mainstream ကြောင်းလို့ခေါ်တဲ့တာမန်ကြောင်းတွေမှာထားတဲ့ထားဖို့ထားလို့ရပါတယ်အဲ့ဒီခါကျလည်းဒီတက်ဆိုင်ရာဆရာဆရာမတွေကိုဒါဒီကလေးရဲ့အကြောင်းပေါ့နော်နားလေအောင် ော်သဘောပေါက်နားလည်အောင်ပြောပြထားပြဖို့လိုပါတယ်ဒါကတော့ဒီအများစုနဲ့ကုသတဲ့ဒီ behavior therapy ပေါ့နော်စိတ်ပိုင်းဆိုင်ရာကုသမှုလုပ်ရအမူကျင်ပိုင်းဆိုင်ရာကုသမှုပေါ့နော်နောက်တစ်ခုကဒီဆေးဝါးနဲ့ကုသတာလည်းရှိပါတယ်ဆေးဝါးတွေမှာဆိုလို့ရှင်တော့သူကပြောင်းမြန်ပေါ့နော်မစိတ်ကြွရတဲ့အခါမှာတုံးတဲ့ဆေးတွေတချို့ဆေးတွေကဒီ ADHD လိုဟာမျိုးမှာ မြေအောင်အသုံးအသုံးဝင်သွားတာရှိပါတယ်ဒါကြိကြ NDD present လို့ခေါ်တဲ့ဒီစိတ်ဓာတ်ကြတဲ့ခါမှာတုံးတဲ့ဆေးပေါ့နော်ဒါလေးတွေကသူတို့မှအသုံးဝင်တာတွေရှိပါတယ်သိပြီးတော့အနေမများတဲ့စိတ်ငြိမ်ဆေးတွေပေးတာရှိပါတယ်ဒါပေမဲ့လည်းဒါတွေကတော့ကျွန်တော်တို့အများစုကဒီစိတ်ပိုင်းဆိုင်ရာဆေးဘဝနဲ့ကုသမှုတစ်ခုတည်းနဲ့မလုံလောက်လေလုံလောက်လေမရှိပါဘူးဒါအထောက်ကူနေတဲ့ကတုံးရတာဖြစ်ပါတယ်မိဘတွေကိုယ်တိုင်ရောဒီပညာရှင်တွေအားလုံးပေါင်းပြီးတော့ စိတ်ချလက်ချေပေါ့နော်ဒီကလေးကိုပြုရင်ပေးရတာအဓိကဖြစ်ပါတယ်ဒီဝီအပြင်ပြောမယ်ဆိုလို့ရှိရင်တော့ဒီလူကိုတက်ကြွစေတဲ့အစာအသောက်ပေါ့နော်ဥမာအပြင်လို့ရှိရင်ကေဖိန်းပါတဲ့အစာအသောက်တွေဥမာကော်ဖီလက်ဖက်ရည်ပေါ့နော်ဟိုလက်ဖက်ပေါ့နော်ကျွန်တော်စာအသောက်မှာဆိုလို့ရှိရင်တော့ ရင်ွေးကြမ်းနော်စရာတွေကိုရှောင်ဖို့လိုပါတယ်ဒါတွေကပို့ပြီးတော့ငွေတွေကတော့မှဟိုစိတ်ကိုပို့တော့လန်းဆန်းလို့ကြွားနေတဲ့ဆိုတော့ဒီကလေးတွေမှာပို့ပြီးတော့ဆိုးနိုင်တယ်ပေါ့နော်တင်တော့ကြာဒါမှဖြစ်တော့ချားစားတော့တင်တော့အများကြီးသက်ဆိုင်မှုမရှိပါဘူးခုချိန်မှာတော့ဒီစေရောကိုပါကနာမကြီးနဲ့ကလေးပေါ့နော် attention deficit hyperactive disorder လို့ခေါ်တဲ့ကလေးတွေကိုကျွန်တော်တို့ပို့ပို့ပြီးတော့တတိထားမိလာကြတယ်ပို့ပြီးတော့တွေ့လာကြတယ်။ဟောဒီကလေးတွေမှာဒီအာယုံစူးစမ်းမှုမရှိတာကြောင့်သင်ကြားရေးမှာအခက်အခဲပေါ့နော်ပညာသင်ကြားရေးမှာအခက်အခဲတွေရှိနိုင်ပါတယ်။ဒါတွေကိုကျွန်တော်တို့ကိုယ်တိုင်လည်းတတိရှိမယ်။ဟောမိဘတွေကလည်းတတိထားမိမယ်။ဟောသက်ဆိုင်ရာပညာရှင်တွေရဲ့အကူအညီကိုတောင်းပန်လိုပါတယ်။ဆွေးနွေးတိုင်ပင်ပြီးတော့တော့မှာဆိတ်ချလက်ရှိကုသပြုပြင်ပြလို့ရှင်တော့ တာမန်ကလေးတွေဘဝကိုရရှိနိုင်တယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်